ိုကပြိုင်ကျင်စိတ်မရှိပေမဲ့ကိုကိုလာလာပြီးပြိုင်ကျင်တဲ့သူတွေလည်းရှိနေတတ်ပါတယ်။ကိုကသူတို့အကြောင်းကိုမသိခြင်းပေမဲ့သူတို့ကကို့အကြောင်းကို ကို့ထက်တောင်ပိုသိနေတဲ့သူတွေလည်းရှိတတ်ပြန်ပါတယ်။ကိုကသူတို့ဘာလို့လဲလိုက်ကြည့်ဖို့အချိန်မရှိပေမဲ့ကိုလို့တမယကိုထိုင်ကြည့်ပြီးအပြစ်တင်နေတတ်တဲ့သူတွေကလည်းရှိတတ်ပြန်ပါတယ်။ကိုကကို့အလုံးနဲ့ကိုတော်မအားပေမဲ့တချို့သူတွေကတော့သူများအကြောင်းပြောဖို့ဆက်ဆုဖို့အချိန်တွေရှိနေတတ်ကြပြန်ပါတယ်။ ကိုကသူဘသူမှန်းတော့မသိပေမဲ့ကိုကိုအလိုလိုမုန်းတီးနေတဲ့သူတွေလည်းရှိနေတတ်ပြန်ပါတယ်။ကိုလည်းအများကြီးမလုံနိုင်လို့တက်နိုင်တာလေးလုံမိရင်တော့အဲ့ဒီတက်နိုင်တာလေးကို အပုတ်ချဖို့ချောင်းနေတဲ့သူတွေကလည်းရှိတတ်ပြန်ပါတယ်။သူတို့များဘာတွေလုံနေတယ်လဲကြည့်တော့လဲဘာမှလုံနေကြပါဘူး။သူများကိုအပုတ်ချရင်ချရင်နဲ့ကိုတိုင်ပုတ်လို့ပုတ်မှန်းမသိပုတ်နေတဲ့သူတွေလည်းရှိနေတတ်ပါတယ်။ ူတို့ကိုပြန်မုံမှုစိတ်ကူးမရှိပါဘူးအခြားသူတွေကိုမုံရလောက်အောင် ကို့မှာအချိန်မရှိနေတာပါအကောင်းဆုံးနည်းလမ်းကတော့ဂရုကိုမစိုက်တော့တာပါပဲအရင်တုန်းကတော့အဲ့လိုအရာတွေဂရုစိုက်ပြီးစိတ်ဆင်းရဲရမှုပါတယ်လူတွေကအသက်ရှင်တာချင်းတူပေမဲ့အသက်ရှူပုံချင်းကွာခြားတယ်ဆိုတာတကယ်အယမ်းမှန်ပါတယ်သူတို့ရဲ့အမြင်ကိုပြောင်းလဲပြစ်လို့မရနိုင်ပါဘူးကို့ဘက်ကအမြင်ကိုပဲပြောင်းလဲလို့ရပါတယ်သူတို့ကိုပြန်မုန်းနေစရာလည်းမလိုပါဘူး။ကောင်းမင်းမထည့်ဖို့ပဲလိုတာပါ။ကိုလုတ်ဆရာရှိတဲ့အလုပ်ကိုအကောင်းဆုံးဆက်လုပ်ဖို့ပဲရှိပါတယ်။